ကဲအားလုံးမင်္ဂလာပါစနေနေ့မှာ Neobis event လေလာတော့မှာဆိုတော့ကျွန်တော်တို့ဒီနေ့မှာတော့ Neobis skin အကောင်ကိုဈေးတက်တာဆုံးနဲ့ဘယ်လိုမျိုးခုံးဆင်းရမလဲဆိုတော့နီလန်လေးကိုပြပြပြသွားမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင် video လေးကိုဆုံးတကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးလို့ဆိုရင် subscribe လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ video လေးကိုဆက်လိုက်ကြရအောင် ဒီ event ဆိုရင်တော့ April 12ရက်နေ့မှာ original server ရရှိတော်မှာဖြစ်ပြီးတော့ free token တွေကတော့19ရက်နေ့နဲ့26ရက်နေ့ဒီမှာလာတော့မှာပဲဖြစ်ပါတယ်။အဲ့တော့ဘယ်လိုမျိုးဈေးသက်သာဆုံးခုံးဆင်ရမလဲဆိုတဲ့ဟာကိုတစ်ချက်လောက်တွားပြီးတော့ကြည့်လိုက်ကြရအောင်။ဘယ်လိုမျိုးခုံးဆင်ရမလဲဆိုတာကိုမပြောခင် bro အနေနဲ့ event night ကိုဈေးသက်သာဆုံးနဲ့ခုံးဆင်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel လေးပါအဲဒိုင်မွန်တွေကိုရေးသက်တာဆောင်နေယုံကြည်စိတ်ချစွာလာရောက်ဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်။အဲကျွန်တော်ရဲ့ Telegram channel မှာဒိုင်မွန်တွေဘယ်လောက်တောင်ဈေးသက်တာလဲဆိုတော့ ခုလောလောဆယ် Telegram Channel မှာကျွန်တော် weekly ပတ်တစ်ပတ်ကို900လင်းနဲ့ရောင်းမိနေပါတယ်။အဲ့တော့ဒီလောက်ဆိုရင်တော့ Pro လည်းဈေးဘယ်လောက်တက်တာလဲဆိုတော့တိတော့ပြီးလို့ထင်ပါတယ်။ဘယ်လိုမျိုးဆက်သွယ်ရမလဲဆိုတော့ကျွန်တော်ဒီ video ရဲ့ပင်ကုတ်မှတ်လေးမှာ channel link ကိုလည်းချပေးရမယ်။ user name လေးကိုလည်းချပေးရပါမယ်။ channel link ရတဲ့ပြီးတော့လာလို့မရဘူးဆိုရင် user name လေးရတဲ့စင်ဒါရောက်ဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းပြောချင်ပါတယ်။ ကဲဒါဆိုရင်တော့ဂုံးဆင်းရမယ့်ဇီးရလေးကိုကျွန်တော်ပြပေးပါမယ်။ဇီးရလေးကတော့ bro အခုမြင်နေရတဲ့အတိုင်းလေးပဲဖြစ်ပါတယ်။ဒီဇီးရလေးကိုဘယ်လိုမျိုးလိုက်ပြီးတော့လောက်အောင်လဲဆိုတော့ကျွန်တော်ရှင်းပြမယ်။အဲဒီ event ဆိုရင်တော့ Ubrella စနေရနေ့မှာရောက်ရှိလာမှာဖြစ်ပါတယ်။ရောက်ရှိလာတဲ့နေ့မှာ bro အနေနဲ့ weekly pass 5ဘက်ထည့်ထားလိုက်မယ်။ပြီးရင်အဲ့ဒီမှာပဲ one draw လဲ့မယ်။ one draw 50% off နဲ့ diamond 25လုံးပဲကုန်မယ်။အဲပြီးရင် April 23ရက်နေ့ရပြီးတော့16ရက်နေ့ထိကိုလည်း one draw ချင်းလည်းထည့်သွားမယ်။ဒါဆိုရင်တော့ total draw က9ချိန်ရပါပါပြီ။ ပြီးရင်ဧပြီလ16ရက်နေ့ရလာပါပြီ။ဧပြီလ16ရက်နေ့မှာဆိုရင်တော့အဖရီတိုကန်လာမှာဖြစ်တဲ့အတွက် 3weekly ပတ်ထည့်ရမယ်။ဘာလို့လဲဆိုတော့ diamond 250 recharge မှာဖြစ်တဲ့အတွက် 3weekly ပတ်ထည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ထည့်ပြီးတော့၄ချိန်လှည့်တိုင်းမယ်ဆိုရင်တော့ free token 29ကတ်ရမှာပဲဖြစ်ပါတယ်။အဲ့29ကတ်နဲ့ကျွန်တော်တို့စုစုပေါင်းတိုးတဲ့ draw ဟာအကျဉ်း40ဖြစ်သွားပြီပဲဖြစ်ပါတယ်။ပြီးရင်ဧပြီလ20နဲ့25ရက်နေ့အထိကို ကျွန်တော်တို့ဝန်ဒရော့ကျင်းစီလဲသွားမယ်အဲ့တော့ total draw စုစုပေါင်း46ကျန်ရပါပြီပြီးရင် April 26ရက်နေ့မှာ free token ထက်လာမယ်အဲ့ဒီမှာလည်းအဲ့လိုပဲ diamond 250 reach ရမှာဖြစ်တဲ့အတွက် weekly bet 3ခုထည့်မယ်ပြီးရင်၄ချိန်မြှင့်လိုက်မယ်ဆိုရင်တော့ free token 28ကျန်ရရှိသွားမှာပဲဖြစ်ပါတယ်အဲ့တော့စုစုပေါင်း total draw က98ကျန်ဒီရရှိသွားပြီပဲဖြစ်ပါတယ်ပြီးရင် April 28ရက်နေ့ရပြီးတော့ May 10ရက်နေ့အထိကိုကျွန်တော်တို့ one draw ကျင်းစီလဲသွားမယ်ဆိုရင်တော့စုစုပေါင်း total draw က 91 draw တိရရှိသွားပြီဖြစ်ပါတယ်ပြီးတော့ဒီ event မေလ17ရက်နေ့ဒီပဲလာမှာဖြစ်တဲ့အတွက်မေလ10ရက်နေ့ရောက်တာတဲ့မတို့အနေနဲ့ coin ပြည့်မပြည့်လိုအပ်တဲ့ coin ပြည့်မပြည့်ပြီးတော့ diamond ထက်ထဲတဲ့မထဲတဲ့ကိုအဲ့ဒီမှာအပြီးဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။အဲ့ဒီမှာ diamond လိုအပ်တယ်ဆိုရင်တော့ diamond တွေထည့်ပြီးတော့ draw တွေလှည့်ရမယ်။အဲအဲ့ဒါဆိုရင်တော့130လောက်ထိတော့လှည့်ရမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်။ YouTube မှာရှာကြည့်ရလဲ draw rate အရာ130လောက်လှည့်ရတာကိုကျွန်တော်တွေ့ရပါတယ်။အဲ့တော့ ဒီလိုမျိုး꽌ဆူရတဲ့ event တွေဆိုရင်တော့ကျွန်တော်တို့ဒီဂျိုင်းချင်းစီလဲ့တာတော့ပို့ပြီးတော့ရမယ်လို့တော့ထင်ပါတယ်အဲကျွန်တော်တို့ရှေ့မှာလာခဲ့တဲ့ FI event မှာဆိုရင်လည်းဒီဂျိုင်းချင်းစီလဲ့တာ꽌ပို့ရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်အဲ့တော့ဒီဂျိုင်းချင်းစီလဲ့တာ꽌ပို့ရမယ်လို့တော့ထင်ပါတယ်ဒါကတော့လဲ့တာမလဲ့တာတော့ဘရိုအပိုင်းမှာကျွန်တော်တော့ပြောပြတာပါအဲ့တော့စုစုပေါင်းဘလောက်လောက်မြန်မာငွေကုန်ကြမလဲဆိုတာကိုတွေ့ကြည့်ကြမယ် weekly ဘက်က10ဘတ်ဆိုတော့ကျွန်တော်စီမှာဝယ်မယ်ဆိုရင်တော့9900ထိကုန်မယ်ပြီးတော့ ိုင်းမွန်းမလောက်လို့ထပ်ပြရတဲ့965လုံးရှိမယ်ဆိုရင်တော့ကျွန်တော်တို့စုစုပေါင်းကအဲ3200ဖြစ်ပါတယ်အဲ့ဒါအဲ့တော့9900နဲ့3200ပေါင်းလိုက်မယ်ဆိုရင်တော့9100ဒီကုန်ကြနေပြီဖြစ်ပါတယ်အဲ့တော့မြန်မာငွေသိန်းနီးနီးလောက်သွားနေပါပြီအဲ့တော့ bro အနေနဲ့ဒီစကင်เนี่ยတော်တော်လေးလဲလှတယ်တော်တော်လေးလဲဈေးကြီးရယ်မှာပါပါတယ်အဲ့တော့ night do event လေးလာအောင်မှာဖြစ်တဲ့တူက bro အနေနဲ့ဒီစကင်ကိုမလိုက်ချင်ဘူးဆိုရင်လည်း ထားလိုက်ပါ Nitro Event အတွက် Diamond ကိုခြံထားဖို့တော့ကိုပြောချင်ပါတယ်ပြီးတော့ဒီ Event အတွက်ဆိုရင်တပည့် Diamond ရှိတဲ့သူတွေအတွက်ဆိုရင်တော့တော်တော်လေးဥမာမိုက်တယ်တော်တော်လေးဥမာတင်မှာပဲဖြစ်ပါတယ်တပည့် Diamond ကိုမဝဲရသေးတဲ့သူတွေဆိုရင်တော့ဒီ Event မှာတင်မယ်အဲ့တော့တပည့်တိုင်းမမဝဲရသေးဘူးဆိုရင်တော့ဒီထက်ပိုပြီးတော့ကုန်ကြတာနည်းနိုင်ပါတယ်။တခုရှိတာကတော့ဒီဘက်မှာ daily 50% off မရဘူးလို့တော့ကျွန်တော်ကြားရပါတယ်။ဒါမဲ့ရတယ်လို့ပြောတဲ့သူတွေလည်းတွေ့ပါတယ်။ ဲ့တော့နှစ်ခုဖြစ်နေတဲ့အတွက် daily 50% off ရမယ်ဆိုရင်တော့ကျွန်တော်ခုနကပြခဲ့တဲ့ဇာတ်လောက်ဖြစ်ပါလိမ့်မယ်အဲ့တော့ဒီဇာတ်တိုင်းလေးတိုင်းလှည့်မယ်ဆိုရင်တော့အဲဒီ neobis skin တကောင်ကိုရရှိမယ်လို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ကျွန်တော်ရခဲ့ရင်လို့သိချာပြောပါတယ်ပြီးမှကျွန်တော်ဘောင်းလင်းနေတွေပါတယ်အတန်းရှင်းရှာတွေပါတယ်ကွန်မန့်တွေပါဝင်မရေးပါနဲ့အဲ့တော့ မဘရိုအနေနဲ့ blame ခြင်းနဲ့ဆိုရင်လည်း blame လို့တော့ရပါတယ်ဒါပေမဲ့ကျွန်တော်တိတ်ချပြောပြပါတယ်ဘယ်လိုမျိုးနဲ့ original server ကိုရောက်လာမလဲဆိုတာတော့ကျွန်တော်တို့စနေရနေ့မှာစောက်ပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့ဘရိုအနေနဲ့လည်းဘယ်လိုမျိုးဈေးသက်သာဆုံးနဲ့ခေါ်ရမလဲဆိုတာကိုသိလောက်ပြီးတော့ထင်ပါတယ်အဲ့တော့ဒီနေ့ video တွေကတော့ဒီလောက်ပါပဲစုံနေကြည့်ပြီးတဲ့ကြောက်ချင်းကြံကျေးဇူးတင်ပါတယ်နောက် video တွေမှာ select ဆုံးကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်